တောင်ငုံမြို့နယ်တရားလေးရက်ကွက်အုတ်ချွေမှုဖြစ်သူကရက်ကွက်နေထိုင်သူတွေကိုအနိုင်ကျင့်တယ်လို့ဆိုကာအဆိုပါရက်ကွက်မှာနေထိုင်သူ20ခန်းကစက်တင်ဘာလ16ရက်နေ့ကဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြသူတွေဟာမင်းရှင်းနိုင်လောက်ကစတင်ပြီးတောင်ငုံတရားလေးရက်ကွက်ထိတ်ဆုရက် လော်ကားလန်ဘိတ်လန်ပြောင်ကျုလန်ပလဲရနာလန်တခြားစီတန်းလှည့်လည်ခဲ့ကြပါတယ်။ဆန္ဒပြသူတွေကဥပဒေမဲ့လှုပ်ဆောင်နေတဲ့တရားလေးရက်ကွက်အုတ်ချွေမှုအလို့မရှိ အုပ်စုဖွဲ့ပြီးပြည်သူတွေကိုနှိမ်ပန်းနေတဲ့အုပ်ချုပ်ရေးမှုအလိုမရှိပြည်သူတွေကိုချင်းချောက်နှိပ်စက်နှီးလမ်းမကြတဲ့ထောင်ထွက်အုပ်ချုပ်ရေးမှု2015မှာမပေါ်ပေါက်စေရေးစားတဲ့ V9 တွေကိုကင်ဆောင်ကကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်ဆန္ဒပြမှုကိုဦးဆောင်သူဦးလာတောင်ကရက်ွက်အုပ်ချုပ်ရေးမှုဦးစိုးတင်ကအာဏာကိုအလွဲသုံးစားလုပ်ပြီးရက်ွက်နေပြည်သူတွေကိုနှီးမျိုးမျိုးနဲ့နှိပ်စက်တဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အရေးယူပေးဖို့ဆန္ဒပြတာဖြစ်တယ်လို့ပြောပါတယ် ဆန္ဒပြရမှာပါဝင်ခဲ့တဲ့ကိုအောင်ထွန်းကအုပ်ချုပ်ရေးမှုရဲ့မမျှတတဲ့အုပ်ချုပ်နေမှုပေါ်ဂျာနယ်တစ်စောင်မှာပေးစာအနေနဲ့ရေးပေးခဲ့ရာအဲ့ဒါကိုသိသွားတဲ့အတွက်ညနေပိုင်းအိမ်ပြန်လာချိန်မှာစိန်မှု၂ယောက်နဲ့ဂျိုင်မှု၁ယောက်ကမင်းလာကွာစစ်ထွက်ဆိုပြီးဝိုင်းရိုက်တာခံလိုက်ရတယ်လို့ဆိုပါတယ်။ဒီလိုဝိုင်းရိုက်ကြချိန်မှာကိုအောင်ထွန်းက၆တောက်တစ်ဖက်ပြက်နေလို့ဘလို့မှမခုခံနိုင်ခဲ့ပဲအခုခါမှာတော့ဝိုင်းရိုက်ခဲ့သူတွေကိုအမှုဖွင့်ထားခဲ့ပေမဲ့ရဲစခန်းကဖမ်းဆီးအရေးယူမှုမရှိသေးပဲကိုအောင်ထွန်းတယောက်တည်းကသာစစ်ဆေးနေဆဲရှိသေးတယ်လို့သိရပါတယ်။9ရက်8လ2014ရဲ့နေ့မှာပေါ့နော်။ ကို့ရာဆယ်မူးနှစ်ယောက်နဲ့ရိုင်းမူးတစ်ယောက်ကဝိုင်းဝင်းပြီးတော့ထိုးကျိတ်ကိုဆိုင်ကစီးနေတဲ့အချိန်မှာကို့ကိုဝိုင်းဝင်းပြီးတော့နံပါတ်တုတ်တွေနဲ့ရိုက်တယ်ဆဲလဲဆဲတယ်မင်းလောက်ကမောင်အေးကြီးမင်းလောက်ကဆစ်ထွက်ဆိုပြီးတော့ကို့ကိုဆဲတယ်ဆဲတဲ့အခါမှာကို့ကဘာမှပြန်မလုပ်နိုင်ဘူးခြေောက်ပြတ်နေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကိုဆိုင်ကဟာညာဘက်အချောင်းကိုမှောက်လဲသွားခုလက်ရှိကိုဆဲုံ28ရက်တက်ရောက်ခဲ့ရအဲ့ဒီလိုတက်ရောက်ခဲ့ပြီးတော့ကိုပြန်လာတဲ့အခါမှာကိုကတော့ဥပဒေကြောင်းရပဲကိုတို့ကရင်ဆိုင်မယ်ဆိုပြီးတော့ကိုတို့အမှုပြင်တဲ့အခါမှာရဲစခန်းပ104ပေါ့ ကိုရိုက်ဟိုအမှုဖွင့်တဲ့နံပါတ်ကရှိရလေပုံမှန်2 6လေး9 6 325 114 114ဆိုပြီးတော့ရဲစခန်းနေပြီးတော့ကိုအမှုဖွင့်တဲ့ဟာကိုတက်ပေးလိုက်အဲ့ဒီလိုတက်ပေးလိုက်တဲ့အပြင်ပြီးတဲ့အခါမှာသူတို့ရဆယ်မှုတဲကနေပြီးတော့အဲ့ခုနဆယ်မှုဆိုတဲ့ကောင်တန့်စင်ဦးကနေပြီးတော့မော်တော်ဘီကယ်ဖွင့်ရမယ့်အမှုဥပဒေကိုသူကနေပြီးတော့ရဲစခန်းနေတက်ရောက်ပေးလိုက်တာလေတွေ့ရပါဘာလို့လဲဆိုတော့ပုံမှန်2 6လေးသူ့ကိုတက်ပေးလိုက်ပါတယ်တက်ပေးလိုက်တဲ့အခါမှာပြီးတော့ကိုကို2 6 6 ပုံမှာပေါ့နှစ်ခုကိုနောက်တကာ33ခုနဲ့ကိုအမှုဖွင့်ထားပါအခုကိုတရားခံဖြစ်နေပါအဲအဲ့ဒီလိုဖြစ်တဲ့အခါမှာမော်တော်ဘီကယ်ကိုလည်းတပ်ပြောတယ်သူတို့ဒရင်ပေးတိုင်ရတဲ့အခါမှာမော်တော်ဘီကယ်အောက်ခြေအဆင့်ကိုဝင်ရောက်စစ်ဆေးပြီးတော့မှဒီဟာလီဆယ်တိုင်တယ်မှုဆိုတာကိုပေါ်လွင်တဲ့အတွက်မော်တော်ဘီကယ်ကနေပြီးတော့အမှုမဖွင့်ပေးလိုက်ပါဘူးအဲအောက်ခြေမှုရုံးကန်းတဲ့မှာညီလေးဒုတ်နံပါတ်တုတ်ရှိပါတယ်လှန်ရှိပါတယ်ဓာတ်ရှိပါအဲ့ဒီအခင်းဖြစ်စေတဲ့ဥစ္စာတွေကိုအချုပ်ကန်းအရင်တော့ထားခဲ့ပါ ဒုတိယကိုဖမ်းပြီးရက်ွက်အုပ်ချုပ်မှုရုံးခန်းထဲမှာအချုပ်ခန်းတပွဲပြုလုပ်ပြီးတော့အချုပ်ခန်းထားတာအခုလိုရက်ွက်အုပ်ချုပ်မှုကိုဆန္ဒပြနဲ့ပတ်သက်ပြီးဆန္ဒပြခံရတဲ့ရက်ွက်အုပ်ချုပ်မှုဥဆိုတင်ကဆန္ဒပြကြတဲ့သူတွေထဲမှာရက်ွက်တွင်နေထိုင်သူ၃လောက်သာပါပြီးဥဆိုတင်ကရက်ွက်နေပြည်သူတွေကိုနှိပ်စက်တယ်ဆိုတာမဟုတ်ပဲဥပဒေတိုင်းသာအုပ်ချုပ်နေတာဖြစ်တယ်လို့ပြောပါရယ်ဒါအပြင်ဥဆိုတင်ကရက်ွက်ထဲမှာရန်ကားနေသူတွေကိုရဲတပ်ဖွဲ့နဲ့ပူးပေါင်းကဥပဒေတိုင်းဆုံးမတာဖြစ်ပြီးဥဆိုတင်ကိုမကြိုက်သူတွေဟာလူဆိုးတွေများပြီးလူကောင်းတွေကတော့ကြိုက်ကြတယ်လို့ဥဆိုတင်ကပြောပါရယ်